ခန်းနားရင်ဆိုင်ပိုင်ရှင်တတိဘွားကလည်းငလင်းချောင်းလမ်းပီးစည်းတဲ့ဖြစ်ပြန်လည်ရက်တီနေရတဲ့မူနေဝေဖနက်ဆိုင်ပိုင်ရှင်ပြိတ္တများအားလုံးမင်္ဂလာပါရှင်ဆယ်လီစပေးအိတ်ကလည်းပြန်လည်ကြိုဆိုလိုက်ပါရင် အရှင်ကကြီးကြီးခန္ဓာရဖနက်ဆိုင်ပန်းရှင်ကြီးဖြစ်ခဲ့ပေမယ့်ငလင်ကြောင့်လမ်းပင်စည်းတဲ့ဖြစ်ဘဝကိုပြန်လည်ရက်တည်နေရတာကတော့မလေးကနမေကြီးမိုးနီဝေဖနက်ဆိုင်ပန်းရှင်ပဲဖြစ်ပါရင်ဒီဖနက်ဆိုင်ကိုလွန်ခဲ့တဲ့နှစ်20ကျော်ကာလကလေးကပန်းရှင်ကိုအောင်သူနဲ့မောင်နှမတွေစုစုစည်းစည်းနဲ့ဖွင့်လှစ်ပြီးတော့တည်ထောင်ခဲ့တာပါဖခင်ဖြစ်သူကတော့ဆုံးပါသွားခဲ့ပြီဖြစ်ပြီးမိခင်ကြီးနဲ့မောင်နှမတွေကကြိုးစားရုန်းကန်ပြီးတော့မိုးနီဝေဖနက်ဆိုင်ကိုဖွင့်လှစ်ခဲ့တာပါပစ္စည်းပန်စည်းမှန်ပြီးတော့ဆက်ဆံရေးကောင်းမွန်တာကြောင့်မိုးနီဝေဖနက်ဆိုင်ကနမေတလုံးနဲ့ က်တီလာနိုင်ခဲ့တာပါစီဝါရေးမြင်ရှိပြီးတော့ဆက်စင်ရေးကောင်းမွန်တဲ့ဆိုင်ဖြစ်တာကြောင့်လည်းမန်လေးမှာနေရာတစ်ခုရရှိပြီးရက်တီနိုင်ခဲ့တယ်လို့မန်လေးရဲ့နေရာကောင်းဖြစ်တဲ့64 65လမ်းကြားနဲ့130မနောဟရီလမ်းမှာစိုင်ကြီးဖွင့်လှစ်ထားကြတာဖြစ်ပါတယ် မလာ28ရက်နေ့မှာဖြစ်ခဲ့တဲ့ငလင်ကြီးမှာတော့မူနီဝင်ဖနက်ဆိုင်တိုက်ကြီးရတယ်ငလင်တန်းကိုခန်းစားခဲ့တာပါအောက်ထက်ပြိုပြက်ပျက်စီးသွားခဲ့ပြီးတော့ဖြိုချပြီးမှပြန်လည်တိဆောက်လို့ရမယ့်အချိန်နေထိဖြစ်ခဲ့ရတာပါငလင်လုံးချိန်မှာတော့မိသားစုဝင်တွေအသက်အန္တရာယ်ကလုကင်းခဲ့ပေမဲ့ဖနက်တွေဆိုင်မှာရောင်းနေဖန်စီပစ္စည်းတွေငွေတွေမိသားစုတွေရဲ့ဆိုင်ကယ်တွေကတော့တော်တော်များကိုဆုံးရှုံးသွားခဲ့တာပါတကြံတွေမျောမှန်းပြီးတော့ဝယ်ထားပြီးဖနက်တွေကုန်လို့လေသိန်းတစ်ထောင်ဘောလောက်ပျက်စီးသွားခဲ့ရပါတယ်ငွေကြေးတွေရောကုန်တွေရောများစွာဆုံးရှုံးခဲ့တယ်လို့ရောင်း ချတဲ့တိုက်ကိုလည်းဖြိုချဖို့အတွက်လည်းငွေကြေးများပြားထက်မဲ့ကုန်ကြအောင်မှာဖြစ်ပါတယ်။အခြားသောကုန်တွေကိုပေးစရာမေကုန်ချွေးတွေလည်းများစွာတင်ရှိနေကြတာပါ။ ဒီလိုအချိန်မှာပိုင်ရှင်ဖြစ်သူကိုအောင်သူကတော့ပြိုလဲမသွားခဲ့ပါဘူး။အောက်ခြေအားတက်လာတဲ့သူပြပြဘဝကိုတိကပြန်စားဖို့သူဆိုင်ရှိကလမ်းဘေးမှာပဲကြုံတလို့ဆိုင်ခင်းပြီးတော့လမ်းဘေးစည်းတဲ့ဖြစ်ပြင်ရောက်ချနေကြတာပါ။တခြားကုန်တရေစီမှာရရှိရမယ့်ကုန်ချွေးတွေကိုရသလောက်ပြန်လဲတောင်းခံရင်းနဲ့ရရှိတဲ့ငွေလေးနဲ့ပြန်လဲရင်းနှီးကဆိုင်လေးဖွင့်ခဲ့တာဖြစ်ပါရည်။သူကိုယ်တိုင်ကလည်းကားလေးနဲ့ဖက်တွေတင်ပြီးတော့အနေအားနဲ့လှည့်လည်ရောင်းချရင်းနဲ့ပြန်လဲရုံးကန်နေကြတာပဲဖြစ်ပါရည်။ ကိုအောင်သူတို့ရဲ့မိုးနေဝေဖနက်ဆိုင်ကငလေမဖြစ်ခင်ကာလကလေးကစာတင်သားတန်ဃာတော်တွေကိုရင်နေကိုနှိစင်မပြဲဆုံးလောင်းလိုသလိုဝိတုငွေတွေကိုလည်းအမြင်လောင်းလူတွေစေတနာရှင်တွေဖြစ်ပါရင်အခုလိုငလေပေးတဲ့အကြောင်းဒုက္ခရောက်ချိန်မှာတော့စေတနာရှင်လူရှင်တွေကလည်းကိုအောင်သူတို့ထံမှာတက်နိုင်သမျှငွေကြေးတွေလူဒန်းပေးကြတာပါကိုတိုင်းလူရှင်ဘွားကလည်းခုချိန်မှာလူခံရတဲ့သူတွေဖြစ်လာတာကြောင့်စိတ်ထဲမှာဝမ်းနည်းနေကြတာပါဒါပေမဲ့လူရှင်တွေလူတွေငွေတွေကိုလည်းရဟန်းတန်ဃာတွေကိုလူဒန်းတဲ့အထက်ထဲဝင်သွားအောင်မလို့ဆိုရခဲ့တာဖြစ်ပါရင်လက်ရှိချိန်မှာတော့ ထမင်းနဲ့အုံယောင်းချတဲ့ဆိုင်တစ်ခုကကိုအောင်သူတို့မိသားစုကိုနေစရာပေးထားပြီးတော့စားစရာအတွက်ပါစီစဉ်ပေးရလို့ဆိုခဲ့ပါရီသူတို့မိသားစုကိုနေစရာငှားပေးတာမဟုတ်ပဲဒီတိုင်းနေဖို့ကူညီပေးတဲ့ကျေးဇူးရှင်တွေဖြစ်ကြောင်းလည်းပြောပြခဲ့တာပါအရှင်ကတော့ကိုပိုင်ခန်းဒီအဲကုန်းနေနေနေခဲ့ပေမယ့်အခုလက်ရှိမှာတော့သူများရဲ့ဆိုင်နောက်ဖက်မှာနေရတဲ့ဖြစ်ကိုရောက်ရှိနေကြတာပါကိုအောင်သူကတော့သူတို့မိသားစုအားလုံးကအောက်ခြေကနေစားခဲ့ရတဲ့သူတွေကြည့်ပဲမလို့လက်ရှိချိန်တွေမှာလည်းထိလန့်တောင်းလို့နေရမျိုးတော့မရှိဘူးလို့ဆိုပါရီဒါပေမဲ့လည်းတက်ရွယ်ကြီးမှအစကပြင်စားရတော့ပိုအားစ ိုက်ပြီးတော့စ조사ရကြောင်းပြောပြသွားခဲ့ပါတယ်။ဆယ်လီတူဖြစ်တဲ့ဖြူဖြူထွေးကလည်းမုံနီဝင်ဖနက်ဆိုင်တွေသိန်း60ကိုလူတန်းပေးခဲ့တာပါ။အခုလိုဒုက္ခရောက်ချိန်မှာဖေးမကူညီကြတဲ့သူတွေတိတဲ့သူရောမတိတဲ့စေနာရှင်တွေကောအထူးကျေးဇူးတင်ကြောင်းဆိုသွားခဲ့ပါတယ်။လောကဒဏ်ကိုခံစားခဲ့ရပေမယ့်ပျော်လေးကြမသွားပဲတစ်ကနေပြန်စနေတဲ့မုန်နီဝေဖနက်ဆိုင်ပန်းရှင်ကိုအောင်သူတို့မိသားစုပေါ်မှာပရိသတ်တို့ရဲ့မြင်လေးကိုလည်းမျှဝေပေးခဲ့ပါအောင်ရှင်။